အားသောဝါလာရှင်ဒီကိုမလုံးများလုံးပဲမင်္ဂလာမနက်ခင်ပါခင်ဗျာမက်စလာ15ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်တင်းလေးပုတ်ကိုကျွန်တော်တို့တို့ကကြည့်လိုက်ရအောင်ပါမလုံးလေးဘုကူရောစပိန်သတင်းစာ feature ကပေါ်ပြလာတဲ့ Premier League Club Wu အသင်းရဲ့ tactics သားမာတီးယကူညာလည်းပဲကျွန်တော်စလိုက်ရအောင် ကြံခဲ့တဲ့စောင်းစည်းကွက်မှာတုန်းကအာဆင်နဲ့နီးစပ်ဆုံးအခြေအနေတချို့ရှိခဲ့ပေမဲ့ပူပူနွေးနွေးဝူအသင်းနဲ့တတန်းတိုးသွားခဲ့တဲ့မာတီးယက်ကူညာနဲ့ပတ်သက်ပြီးတော့စပိန်သတင်းစာဖီချက်ကအာဘော်ရဖော်ပြထားချက်အရကိုကျွန်တော်ဘာသာပြန်ကြည့်လိုက်တဲ့အခါမှာအာဆင်နယ်ရဲ့အာဇာဒရိုက်တာတဲ့အန်ထရီပါတာရဲ့နွေရာသီအဓိကခုံရင်းနဲ့တိုက်စစ်ကစားသမားစီးရင်ထဲမှာ short list ထဲမှာပါဝင်လာဆိုပြီးသူကပြောသွားတယ် အာဆင်နယ်တင်းရဲ့တက်စစ်စုံပို့ပြီးထက်မြက်ဖို့အတွက်တစ်ချိန်တုန်းကသူခေါ်ယူခဲ့ရောင်းချခဲ့ဘူးတဲ့မာတီးရဲ့ကိုညာကိုအာဆင်နယ်သစ်စီကိုခေါ်ယူပေးခြင်းနဲ့ဆိုပြီးတော့ feature ကတော့ဖော်ပြသွားတယ်။တစ်ချိန်တုန်းက2021ခုနှစ်ကဟာတာဘာလင်သင်းစီရနေပြီး Euro 35တန်းနဲ့တီကိုခေါ်ယူပြီးစာချုပ်လက်မှတ်ထိုးခဲ့ဘူးတဲ့။အဲ့တော့သူကဥဆောင်ခေါ်ခဲ့ရတယ်။အဲ့မှာ polish တင်ပြီးတော့2023မှာ Premier League Club ဝူသင်းကို Euro 90နဲ့ပြင်ပြီးရောင်းချတယ်။35တန်းအမြတ်တင်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာ အာဆင်နဲ့အာဆာထိုက်တဲ့သူဖြစ်လာတဲ့အခါမှာတစ်ချိန်တုန်းကသူခေါ်ယူခဲ့ရောင်းချခဲ့အမျက်တင်ခဲ့ဝိရဒီစားမကိုအာဆင်နဲ့တင်းအတွက်ဆိုကောင်းမွန်တဲ့ကစားမတူဖြစ်ပြမီခေါ်ခြင်းနဲ့ဆိုပြီးတော့သတင်းတီကရေးသားထားတယ်။စာချုပ်ဖြစ်တဲ့ကြီးကတော့ယူတန်း90ပူပူနွေးနွေးစာချုပ်ဝူးနဲ့လက်မှတ်ထိုးသွားယူမယ်လေ။ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာဝူအတင်းနဲ့မာတိယကွန်ညာကြားထဲမှာလာမဲ့နွေရသည်မှာအတင်းကြီးတင်းကလာပြီးခေါ်တဲ့အခါကျရင်စာချုပ်ဖြစ်တဲ့ကြီးပေါင်62တန်းနဲ့ထွက်ခွာဝင်ပြရမယ်ဆိုတဲ့အချက်ကြောင့်အာကြီးတို့မခေါ်နိုင်စရာအကြောင်းတော့မရှိဘူး။ဒါပေမဲ့ အာဆီနယ်ဒီအခြားတိုက်စစ်တောင်ပံကစားမဖြစ်တဲ့နီကိုဝီလီယံစီမီညိုပြီးတော့ဒီကူညာဒီကစားမကြီးတွေကဘယ်သူခေါ်မလဲဆိုတာတော့တစ်ချက်စဉ်းစားမှာပေါ့လေတခါကျတော့ short list ထဲမှာပါဆိုမဲ့သူတူးတဲ့ဦးစားပြီးတော့မဟုတ်ဘူး ပြီးတော့ဒီကိစ္စကလည်းဒါနီကိုဝီလျံစီမီညိုကုညာတို့အပြုံမှာအခြားတိုက်စစ်ဆုံးတွေကွင်းလေတွေဂိုးသမားကြီးဖြည့်စရာကြီးတပုံဝင်ရှိသေးတယ်။25နှစ်ရဲ့ဘရာဇီးသားကတော့စာချုပ်သေးရ2029ခုနှစ်တော့တတန်းရှိသေးတယ်။ဒီရာသီ29ရက်မှာ15ဂိုးသမီးတော့လေးလုံးဖိုင်တာတယ်။လောလောဆယ်တော့ FA Cup မှာထိခဲ့တဲ့အနီကြောင့်လာမယ့်ပရီးမီးယားလိပွဲစဉ်တော့လွဲမယ်လို့တော့ကြားသိရပါလေ။ Live set ဟာတာဘာလင်အက်တလက်တီကိုမက်ဒရစ်နဲ့ဝူဘာဟမ်တန်တင်းတို့မှာလက်ရှိချိန်မှာကျင်းလည်နေပြီးတော့အနာဂတ်မှာအာဆင်နယ်တင်းအတွက် ကောင်းမှုနဲ့ခုံမှုဖြစ်လာမလားကျွန်တော်တို့စောင့်ကြည့်ပါပါ။ကြံခဲ့တဲ့စောင်းစုကမှာတော့ Jason Aito နဲ့ဒီသားမောက်ဆွေးနွေးမှုရှို့လုပ်ခဲ့ပြီးမြေနွေရာသီမှာတိုက်စစ်မှုစစ်စစ်ခေါ်တဲ့အခါအနှောက်ယှက်ဖြစ်မှာဆိုလို့ speed တနေရာလစ်လက်မှုမဖြစ်မှာဆိုလို့ဆိုပြီးတော့ငွေမသုံးခဲ့ရဆိုပြီးတော့တချို့ report တွေကဖော်ပြထားပါလေ။ဒီကုညာခုံရေးမှာအဲ့တော့လက်ရှိ Arsenal ရဲ့အားသာ driver အစ်ဖြစ်လာခဲ့ပြီဖြစ်တဲ့ Andre Parada လက်ထက်မှာ သူနဲ့တစ်ချိန်တုန်းကရေဆက်ရှိခဲ့မှုတဲ့ဆရာတပည့်ဆက်ဆံရေးလည်းရှိခဲ့မှုတဲ့မာတရဲ့ကိုညာကိုနွေရာသီမှာခုံနေမလားကျွန်တော်စောင့်ကြည့်သွားပါပါကျွန်တော်တို့နဲ့ရေဆက်မဆုံခဲ့တဲ့မာတရဲ့ကိုညာကတော့ပထမတုန်းကတော့ဝူအသင်းမှာတပတ်ပေါင်6000ရနိုင်မဲ့တဲ့အာဆင်နယ်ပါဝင်အသင်းကြီးနဲ့တည်င်းထွက်ပြီးနောက်ပိုင်းမှာဝူအသင်းမှာထပ်ပြီးထုတ်လာတဲ့စာချုပ်တစ်အရာဆိုရင်တော့ပေါင်9000အထိတိုးမြင့်ရရှိသွားပါတယ်တနည်းကိုပေါင်6000အထိတော့ဒီစားမှရရှိသွားပြီပေါ့လေ ုတိယမြောက်သတင်းတပုတ်ကတော့ဂျာမန်သတင်းစာဘေးလ်ကဖော်ပြထားပါဗောလေအဲ့ဒါကတော့အာဆင်နယ်တို့ကဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်တောင်ပံကစားသမားလေးဖြစ်တဲ့လီရိုင်းစာနီနဲ့ပတ်သက်ပြီးတော့ဒါအေဂျင့်ဖြစ်သူနဲ့စတင်ဆွေးနွေးနေဆိုပြီးသူတို့ကဖော်ပြသွားတယ်သူရဲ့အေဂျင့်ဆိုတာကတော့ဒါအေဂျင်စီဗောလေအေဂျင်စီကတော့11 Win GMBH ဆိုတဲ့အေဂျင်စီမူစီယလာတို့ all wanna တို့ကိုလုံးဝစားပစ်ပေးနေ agency agency အကြီးတော့မဟုတ်ဘူးဒါပေမဲ့65လောက်တော့ကောင်းကောင်းလေးသူတို့ဒါစားပစ်ပေးနေတဲ့ agency တွေမှာပါတယ်တကယ် professional နာမည်ကြီးကစားသမားတွေပေါ့လေအဲ့ဆိုဒီ agency နဲ့တစ်ချက် arsenal တောင်ဝရှိတွေဆွေးနွေးမှုတွေလုပ်နေတယ်တိုးတက်တယ်မတိုးတက်ဘူးခေါ်တယ်မခေါ်ဘူးတော့ဒါသူတို့တပိုင်းလောဆယ်ဆွေးနွေးနေဆိုတဲ့အဆင့်ကိုတော့ bill ကဖော်ပြသွားတာအဲ့ဆိုဒီမှာတစ်ချက်ဖော်ပြထားတာတော့ လီရိုင်းစာနေနဲ့ဆွေးနွေးလို့အဆင်ပြေပြီးခေါ်ဖြစ်ခဲ့မယ်ဆိုတော့မှနီကိုဝီလျံဝယ်ဝေးမှာပြဿနာမရှိနိုင်ဘူးဆိုပြီးသူကပြောသွားတယ်။ဆိုလိုချင်တာကလီရိုင်းစာနေခေါ်ပြီးရင်လည်းနီကိုဝီလျံဖြစ်ဖြစ်အခြားတိုက်စစ်တောင်ပန်ကစားမတူဖြစ်ဖြစ်ထပ်ပြီးခေါ်ဖို့ရှေ့ဆိုပြီးတော့သူတို့ကတော့ပြောပြသွားတယ်။အဲဆိုတော့စာနေကိုခေါ်မယ်ဆိုရင်တော့အသက်29နှစ်ရဲ့ဂျာမနီသားနှွေးမှာအလွတ်နဲ့ရမယ်။လောက်ခလာစာတော့ကြီးမှာလက်ရှိဒီယာတီပြိုင်ပွဲဆုံး34ပွဲမှာ၈ဂိုးသွင်းပြီး၄လုံးဖိုင်ထားတဲ့အတွေ့အကြုံရင်ကစားသမားနီကိုဝီလျံကိုဝယ်မယ်ဆိုလို့ရှိရင်တော့ ထတ်တော်ဝဲမှာပါဒါပေမဲ့တခုရှိတာနှစ်ဦးစလုံးကိုလောကရစာမြန်မာစွာပေးပြီးစာအုပ်ချုပ်ပါမလားဆိုတဲ့အချက်တော့နည်းတန်တရားရှိရပါလိစာနေကိုခေါ်ပြီးွားလို့နောက်တစ်ယောက်ဝဲတဲ့ခါမှာနီကိုဝီလန်ကစားစီမီညိုလိုမျိုးနည်းနည်းဈေးတင်တဲ့ကစားမျိုးပြောင်းခွာလဲဖြစ်ကောင်းဖြစ်သွားနိုင်တယ်နီကိုဝီလန်ကတော့အသက်22နှစ်ရဲ့စပိန်သားຫນွေမှာထွက်ခွာမယ်ဆိုပြီးလက်ရှိချိန်မှာတင်းကြီးနေတယ်လို့အာဆီလင်နဲ့ပုတ်ကိုရီသဘောတူမှုချိုးရပြီဆိုတဲ့ report ချို့ကလည်းကောလာဟာလာရူမာတချို့ဖြစ်တော့ထွက်နေရရှိတယ်ပြိုင်ပွဲဆုံး38ဘက်မှာ79သိပြီးတော့ခုနှစ်လုံးဖန်တီးထားပါတယ်အဲဆိုတော့ ျွန်တော်ကတော့စာနီကိုခေါ်တာထက်ဆိုင်နီကိုဝီလန်တယောက်ထက်ကိုပဲအားဆိုင်ပြီးတော့ခေါ်လိုက်စေချင်တော့တယ်အတင်းမှလည်းမာတီနယ်လီကိုကစားသမားမျိုးနှွေးမှမရောင်းသေးဘူးဆိုလို့ရှိရင်တော့ဘက်ကအဖြစ်ထားလို့ရတယ်စာနီလည်းခေါ်တယ်နီကိုဝီလန်လည်းခေါ်တယ် ဒါကိုအသေးကိုအထင်ကြီးတာပါနှစ်ယောက်စလုံးခေါ်မဲ့ကိစ္စတော့ဖြစ်လာနိုင်ချေအရန်နေတယ်နှစ်ဦးစလုံးခေါ်လိုက်ပြီဆိုအရင်ဆုံးဖြစ်သွားမှာတော့လောက်ခလာစားအင့်သွားမယ်ပိုင်းမယ်နှစ်ယောက်စလုံးကတော့တည့်ရတိုင်းပဲတယောက်ကိုအနည်းဆုံးပေါင်နှစ်သိန်းထက်စီလောက်ပေးရမယ်အနေထားမှာရှိတယ်တယောက်ကပြောင်းရွှေ့ခြင်းမပေးရဘူးတယောက်ကတော့စာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း90လောက်ပေးရမယ်အနေထားဆိုတော့ဘသူပဲရောက်ရောက်ပါဂျာမန်သတင်းစာဘေးလကဖော်ပြထားကြရဆိုရင်တော့အကြီးစားပြင်ဆင်မှုတွေလုပ်မဲ့တိုက်စစ်တောင်းမှအတွက်ဆိုလို့ရှိရင်တော့ဒီကစားသမားနှစ်ဦးစလုံးကတော့အာဆင်နယ်နဲ့သတင်းတွေထွက်နေဆိုပြီးသူကတော့ဖော်ပြသွားပါတယ် တတိယမြောက်သတင်းတပုတ်ကတော့ဒါအင်္ဂလန်သင်းကနေပြီးတော့ official ဖော်ပြသွားတဲ့သတင်းရဆိုရင်တော့ Arsenal ရဲ့လူငယ်ကစားမလေး Lewis Skelly ကတော့အင်္ဂလန်သင်းမှာတည့်ရဝင်ရွေးချယ်ခံလိုက်ရပါပြီ။အင်္ဂလန်သင်းရဲ့နောက်ဆုံးပမာဏလူစီးနဲ့မှာတော့ Arsenal ရဲ့လူငယ်ကစားမလေးအသက်16နှစ်ရဲ့ Lewis Skelly ကတော့ခေါ်ယူသွားခြင်းခံပြီးနီးပြတဲ့ တော့မဲ့တူချက်လက်အောင်ပါဗောလေတကယ်ဝမ်းသာစရာပါအစတော့ကျွန်တော်ဝန်ဒရီဘာခေါ်ခံရမယ်ထင်တာဒါပေမဲ့ဟိုကြန့်ခိုင်မှုအရာဆိုရင်တော့လူးစ်ကယ်လီကိုသူတို့ဦးစားပေးပြီးရွေးချယ်တော်မူရတယ်ပြီးတော့လည်းအစိုးရတဲ့သတင်းထွက်တာခေါ်မယ်ခေါ်မယ်နဲ့အဲ့တော့လူးစ်ကယ်လီကတော့အင်္ဂလန်သင်းရဲ့20ရက်နေ့မှာကံမဲ့အယ်ဗေးနီးယားနဲ့ပွဲစဉ်25ရက်နေ့မှာကံမဲ့လက်ဘီးယားနဲ့ပွဲစဉ်တို့မှာတော့သူပေါင်ဝင်ရမယ့်ကျွန်တော်တို့စောင့်ကြည့်သွားမှာဗောလေ Transformer ကမှ UO 70တန်းထိတန်ကြီးထိုးတက်လာခဲ့တယ်ဒီဟာဒီမှာခြေစွမ်းကုန်တွေတောက်လျှောက်ပြားနေခဲ့တဲ့လူးစ်ကယ်လီနဲ့ပတ်သက်ပြီးတော့နိပတ်တဲ့တော်မ တ်တူချီကတော်တော်လေးကိုသဘောကျနေအသက်18နှစ်ရွယ်အင်္ဂလန်သားကတော့အာဆင်နယ်တင်မှာ2015ခုနှစ်ကနေပြီးတော့2024ခုနှစ်ထိအကယ်ဒမီမှာဖြတ်တန်းခဲ့ပြီးတော့ဒီယာတီမှာတော့အသင်းရဲ့စီနီယာလေးပဲကစားသမားဖြစ်လာခဲ့တာပေါ့လေသူကတော့ဒီယာတီမှာ25ဝက်မှာတကိုးသွင်းထားတယ်အဝကက်၅ကက်ထိထားတယ်အနီကက်၂ကက်အနီကက်၂ကက်မှာတော့တကက်ကတော့ပယ်ဖြတ်ခံထားရတယ် အဲ့တော့တကပ်ပဲအန်ဒီကတ်ထည့်ရလို့ပြောလို့ရတယ်။ဆာလီဘာကေဗီယာနဲ့တော်မက်ပါတီကတော့သက်ဆိုင်ရာနိုင်ငံအလိုက်ဆင့်ခေါ်ခြင်းခံထားရတယ်။အဲ့ဆိုအာဆင်နယ်ရဲ့အဓိကသမားတော်တော်များကတော့ဒိုင်းယာအင်ချူဒီမရှိဘဲနဲ့ပြန်လာပါစီတော့ဆိုပြီးတော့ပဲကျွန်တော်စန္ဒပြုတ်ရမှာပေါ့လေ။အဲ့ဆိုကြန့်ခိုင်မှုအနေထားရတော့ဘန်ဝိုက်ကိုမခေါ်ခဲ့ရလို့တော်မက်တူချေကတော့မီဒီယာထက်မှဖြေကြားသွားတယ်။သူနဲ့ဘန်ဝိုက်နဲ့ပြောဆိုကြည့်ရဲ့နောက်မှာဘန်ဝိုက်ကအင်္ဂလန်သင်းကိုပြန်လာခြင်းနဲ့ဆိုပြီးတော့ခေါင်းငိန်ပြီးပြီးသူကလည်းခေါ်ခြင်းနဲ့ဒါပေမဲ့လက်ရှိဒိုင်းယာနေပြန်လာခဲ့တဲ့ဘန်ဝိုက်က၅ဝဲပဲကစားထားတာဖြစ် ပြီးတော့လုံလောက်တဲ့ပွဲကစားချိန်တွေနဲ့ကြံ့ခိုင်မှုအနေထားကိုသိပြီးစိတ်မချသေးတာဖြစ်တဲ့အတွက်မခေါ်တာဆိုပြီးတော့သူကတော့အင်တာဗျူးချက်မှာဖြေွားခဲ့တယ်။သူကတော့ February 22ရက်နေ့နောက်ပိုင်းဘန်ဝိုက်ဒီငါးဝဲပဲဝင်ဆော့ထားတာ။အရန်နေဝင်ဆော့တာတွေကများတယ်ဗောလေ။အဲဆိုတော့ Thomas Tuchel ရဲ့အနာဂတ်အင်္ဂလန်အသင်းလက်ရွေးစင်မှာတော့အာဆင်နယ်အသင်းရဲ့ Declan Rice, Lewis Skelly, နောက်ကျရင် Van White တို့ Wander တို့ Saka တို့လည်းထပ်မံပါဝင်လာမှာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းကနေပြီးတော့နိုင်ငံအသင်းသွားမဲ့ကစားသမားက၅ဦးထိများလာမှာပါ။တချို့ကတော့ဒီနေရာမှာဒဏ်ရမှာစိုးရင်လေ။ဒါပေမဲ့နိုင်ငံအသင်းကို ိုရီကလပ်တင်းရကစားမကြီးဆီလူတခါဘာဖြစ်လဲဆိုတော့အဲ့ဒီနိုင်ငံအသင်းဒိုင်းနီရဲ့ဖေဗာရမှုကိုခံစားရတယ်။အင်္ဂလန်နိုင်ငံအာဆင်နယ်ကိုဘလောက်ပဲအမြင်ကပ်ပါတယ်ပြောပြောဒီကလန်ရိုက်နဲ့ပတ်သက်ပြီးအနီးကပ်ပြခဲ့တယ်ဆိုလို့ရှိရင်မှတချို့အချိန်ဒီမှာဆိုရင်တော့သူတို့နိုင်ငံသားဖြစ်နည်းနည်းဖေဗာလေးတော့ကျွန်တော်တွေးရတဲ့ပိုင်းလေးရှိရပါလေအဲအင်္ဂလန်သားတွေကိုတော့ဆက်တယောက်လုံးတုံးပြူလို့တော့မရဘူးဒါပေမဲ့ရှိတဲ့အင်္ဂလန်သားတွေကတော့နိုင်ငံအသင်းမှာရွေးချယ်ခံရတာကအင်ဂျူရီမရလို့ရှိရင်တော့ အသင်းအတွက်လည်းဂုံသိက္ခာတက်တဲ့အရာတစ်ခုပေါ့လေအဲ့တော့ကျွန်တော်တို့အနေနဲ့အာဆင်နယ်အသင်းပလေယာအများစုအနာဂတ်မှာရွေးချယ်ခံမလားစောင့်ကြည့်သွားပါပါအာဆင်နယ်အသင်းတချင်ကကစားသမား RRS တိတယောက်လည်းစောက်တရန်အသင်းကိုရောက်သွားပြီးနောက်ပိုင်းမှာအခုချိန်မှာတော့အင်္ဂလန်အသင်းမှာထပ်မံရွေးချယ်ခံရပါတယ်။သူ့အတွက်လည်းကျွန်တော်တို့ဝမ်းသာပါတယ်။ဒီစီစဉ်လေးကိုဒီကောင်းကြီးပေါင်းပြီးတဲ့ရှိုးဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်။အမှဆုံးမယ်ဆိုတော့ဘာဘာဖုန်းနံပါတ်ညောင်း6016663936သူညောင်းဆက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေမှာဖြစ်လို့ဝေပုံချန်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲလုံးဝလောင်းတော့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ရှိုးရရှာပြီးကျွန်တော်တို့အားပေးလို့ရပါတယ်။ iPad ခုချကို Sport 89 5သလုံးမိတူကိုလည်းကစားလို့ရနေပါပြီ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ နီးပြမီခေအာရီဒါလက်ထက်ချန်ပီယံလိအိမ်ခွင်းအာဆင်နယ်အသင်းရဲ့မှတ်တမ်းကိုဖော်ပြပြီးတော့ပါဒါကတော့မိနစ်90အတွင်းပွဲရလက်အချိန်တွေပေါ့လေအာဆင်နယ်အသင်းနီးပြမီခေအာရီဒါလက်ထက်မှာချန်ပီယံလိ200သီဆက်ဝင်ဝင်ရခဲ့တယ်အဲ့ဒီမှာဆိုရင်အိမ်ကွင်းမှာပွဲပေါင်း10ပွဲကစားထားတယ်အဲ့ဒီမှာ26ဂိုးတီအတွင်းထားပြီးတော့၄ဂိုးပြန်ပေးထားရတယ်အာဆင်နယ်အသင်းနေအဲ့ဒီ10ပွဲမှာ10ပွဲထိနိုင်ထားတယ်ရှုံးပွဲမရှိသေးဘူးတရေ2ပွဲရှိတယ်ကလင်းရှစ်အဲ့ဒီ10ပွဲမှာ10ကြိမ်အထိယူနိုင်ခဲ့တယ် ာဆင်နယ်သင်းတည်ကြတဲ့ပွဲစဉ်နဲ့ကလင်းရှစ်မရတဲ့ပွဲစဉ်တွေကတော့ဘိုင်ယန်မြူးနစ်နဲ့တူတူကြတဲ့ပွဲစဉ်ရယ် PSV ကိုကြံခဲ့တဲ့ရက်တုန်းကတူတူကြခဲ့တဲ့ပွဲစဉ်တွေရယ်အဲ့ဒီပွဲစဉ်တွေပဲအဲ့တော့အာဆင်နယ်ဒီအိမ်ကွင်းမှတ်တမ်းအရန်ကောင်းတယ်ဒါကအာဆင်နယ်သင်း player ရဲ့စိတ်ထဲမှာလာမယ့် April 6ရက်နေ့မှာကံမဲ့ Real Madrid ကိုအဲ့ခံရမယ့် Emirates ွင်းပွဲစဉ်ကတော့တကယ့်ကိုမော်တီဖြစ်မဲ့အနေထားပဲငါတို့ကွင်းမှာငါတို့ဒီနှစ်နှစ်ဆက်ချန်ပီယံလိမှာရှုံးပွဲမရှိသေးဘူးအတိတ်တုန်းကလည်းရီယယ်မက်တစ်ကိုအနိုင်ယူထားနိုင်တာဖြစ်တဲ့အတွက်တီယာယူအိုနရီကလည်းအနိုင်ယူခြင်းစိတ်အပြည့်နဲ့ကစားရင်မင်းတို့ဘယ်သင်းဆိုအနိုင်ယူနိုင်တယ်ဆိုပြီးတော့ဘေးကနေအကြံပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ကကျွန်တော်ကောင်နေအကောင်းဆုံးအမရိတ်မှာလုံနိုင်မယ်လို့ယုံကြည်ထားတယ်အဲဆိုဧပြီလ9ရက်နေ့မနက်ခင်းစောပိုင်းတနအိုင်ဝက်ကြရင်တော့အမရိတ်မှာ ရီယယ်မက်ဒရစ်ကိုအာဆင်နယ်ကအဲ့ခံကစားမှာပါအဲ့ချိန်ညတော့ဘူကောက်ဆာကောက်ကိုလည်းမျက်ခင်းစိနေမှာပြင်ပြီးမြင်တွေ့ရမယ်လို့ကျွန်တော်ကတော့အပြည့်အဝယုံကြည်ထားပါတယ်တချို့ report တွေအရဆိုရင်တော့ဖူကန်နဲ့ဧပြီလ2ရက်နေ့ပွဲစဉ်မှာတော့ဆာကာနေနဲ့ပြန်ပါလာနိုင်ချေရှိဆိုပြီးတည်နေရကိုကာယီတရာတွေ့ရဒါပေမဲ့ trainee ဆာဆင်းပြီဆိုမှပဲကျွန်တော်ယုံကြည်ရမှာပေါ့လေဒုတိယကြော့ပွဲစဉ်ကတော့ဧပြီလ18ရက်နေ့မှာကစားမှာပါအဆုံးထိကြည့်တော့လေအားလုံးကျေးဇူးတင်ပါတယ်